ဒီနေ့မှာဒီစီက so mood it be ဆိုရဲ energy နဲ့ဒီ reading လေးကိုပြုလုပ်ထားပါတယ်။ကြောစင်တဲ့သိပေကပါလဲဆိုတော့ဒီ reading လေးကိုနားထောင်ပြီးအများဆုံး24နာရီအတွင်းသို့မဟုတ်အနည်းဆုံးဒီ reading နားထောင်ပြီးလို့3နာရီအတွင်းမှာဒီ reading နားထောင်ပြီးလို့ within 3 hours အတွင်းမှာဒီစီရဲ့ subscribers လေးတွေဒီစီရဲ့ followers လေးတွေဘဝမှာဖြစ်လာနိုင်ခြေရှိမဲ့အခြေအနေတွေကိုပြောပြသွားမှာပဲဖြစ်ပါတယ်။ဆိုတော့ဒီနေ့ reading လေးကဒီစီကိုရိုင်း energize လုပ်ထားတဲ့ room အနေနဲ့အတူတူဒီစီဒီ reading လေးကိုပြလုပ်ပြီးသွားမှာလည်းဖြစ်ပါတယ်။အမ် room နေရာဒီစီတို့ဒါ တချို့တွေရောင်းတာတွေလည်းရှိတယ်ဒါပေမဲ့ဒီစီကတော့ဒီမှာဒီ reading လို့လုံးဝဒီစီ nature တဘာဝတရားကြီးနဲ့ energy connect လုပ်ပြီးတော့ဒီစီ hobby ခြင်းတဲ့အတွက် TC ကိုယ်တိုင်ဒီ room တွေကိုပြုလုပ်ထားပါတယ်ဒီ room တွေကို energize လုပ်ပြီးတော့ hobby မှာဖြစ်တဲ့အတွက် reading ဒီ this is subscriber အားလုံးအတွက်ကို resonate within 23 hours တမဟုတ် within 24 hours အတွင်း resonate ဖြစ်ပါလိမ့်မယ် အဲ့တော့စတင်လိုက်ကြရအောင်ဘာတွေဖြစ်နိုင်ခြေရှိလဲကိုကအခုချိန်မှာအသွေးများနေရလေးတွေမြင်နေသိစီနော်အသွေးများနေရလေးတွေမြင်နေတချို့ဆိုရင်အမ်အထူးသဖြင့်ဒီမှာတော့ career နဲ့ပတ်သက်ပြီးတော့မြင်နေစီးပွားရေးနဲ့ပတ်သက်ပြီးတော့နော်ကိုရှောက်လန်းရမယ်ကိုရွေးချယ်ရမယ်လမ်းကြောင်းတွေပညာရေးတွေအဲ့လိုအပိုင်းတွေနဲ့ပတ်သက်ပြီးတော့အသွေးများနေလို့မြင်နေနော် အာပြောမယ်ဆိုရင်ဒီမှာကိုကဘယ် career ကိုရွေးချယ်တင်နေဘယ် job ကိုရွေးချယ်တင်နေဘယ်လမ်းကြောင်းကိုရွေးချယ်တင်နေဒါနဲ့ပတ်သက်ပြီးတော့လမ်းပြောင်းနေရလို့သိစီမြင်နေဘုံဟို oversee သွားတဲ့မသွားတဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့လမ်းပြောင်းနေရလို့သိစီမြင်နေအဲ့တော့အခုကစ3နာရီအတွင်းအခုကစ24နာရီအတွင်းမှာဘာတွေဖြစ်နိုင်ခြေရှိလဲဆိုတော့ ကိုဒီကိုကိုကိုတည်တည်ချာချာလေးအချိန်ပေးပြီးတော့တွေးဖြစ်လိမ့်မယ်။ငါဒီဘယ်ကယ်ရီယာပိုင်းကိုရွေးချယ်တဲ့နဲ့နော်ငါဒီဘယ်နိုင်ငံကိုသွားတဲ့နဲ့ဘယ်အလုပ်ကိုလုပ်တဲ့နဲ့ဘယ်အရာကိုရွေးချယ်တဲ့နဲ့အဲ့ဒါကို ကိုဒီတည်တည်ချာချာလေးကိုရဲ့ wish ကပါလဲကိုဖြစ်ချင်သောဆန္ဒကဘာလဲပေါ်မူတည်ပြီးတော့ဆုံးဖြတ်ချက်တစ်ခုချဖြစ်သွားလိမ့်မယ် ။ဒါကအခုချိန်မှာ confuse ဖြစ်နေတဲ့သူတွေရှိရဆိုရင်သူတို့ရဲ့ဖြစ်လာမဲ့ energy ကိုပြပြတာ။အဲ့တော့သူတို့အလိုမျိုး decision တစ်ခုချနိုင်ဖို့ဆုံးဖြတ်ချက်တစ်ခုချနိုင်ဖို့ energy သည်တယောက်ယောက်ရဲ့လမ်းညွန်ပြမှုကြောင့်ဖြစ်လာတာဖြစ်နိုင်တယ်ဥပမာမိသားစုတွေကအသက်ကြီးပိုင်းကြောက်ရောက်ရဲ့လမ်းညွန်ပြမှုကြောင့်ဖြစ်စီတငယ်ချင်းကြောက်ရောက်ရဲ့လမ်းညွန်ပြမှုကြောင့်ဖြစ်စီသို့မဟုတ်ရင်ညံအမျော်မြင်ရှိတော်သူ maybe spiritual healer တယောက်လည်းဖြစ်နိုင်တယ် mentor တယောက်လည်းဖြစ်နိုင်တယ် reader တယောက်လည်းဖြစ်နိုင်တယ်တရားရောက်စီကနေအကြံဉာဏ်တစ်ခုရသွားမှုကြောင့်လဲပါတယ်ဒါအပြင်သူတို့ရဲ့ကိုယ်ပိုင်စိတ်ကဖြစ်ချင်တဲ့ဆန္ဒကစကားကိုနားထောင်ပြီးတော့သူတို့ decision တစ်ခုတော့တရားပေါက်ချဖြစ်သွားလိမ့်မယ်ဒီလူတွေကနော်အဲ့ဒါမျိုးဒီစီပထမဆုံးမြင်တယ်ဒုတိယ energy ကဒီစီဒီမှာဘာမြင်နေရလဲဆိုတော့ အခုလာမယ့်နိုဝင်ဘာမှာတောင်တန်းနေရှိတဲ့နေရာသူမဟုတ်ပင်လယ်ကမ်းခြေလိုနေရာအထူးသဖြင့်တော့ဒီစီဒီမှာတောင်တန်းကိုပုံမြင်တဲ့တောင်တန်းနေရှိတဲ့နေရာတစ်ခုခုကိုခီးထွက်ဖြစ်ဖို့အတွက်ကိုအခုအစ3နာရီအတွင်းမှာတစ်ခုခုတိချာသွားမယ် plan တစ်ခုချဖြစ်သွားမယ် maybe တချို့ကအလုံးမအားလုံးမတော်ဖြစ်တာမျိုးဒါမှမဟုတ်ငွေကြေးကြောင့်မတော်ဖြစ်တာမျိုးတို့မဟုတ် personal life မှာ issue တခုခုရှိလို့မတော်ဘူးဒါပေမဲ့အခုကစ3နာရီအတွင်းမှာကအဲ့ဒီကို ွားမယ်ဆိုတာတည်ချာသွားလိမ့်မယ်။သွားမယ်ဆိုတာလုံးဝတည်ချာသွားမယ်။ plan နေလဲချဖြစ်သွားမယ်။အဲ့လို energy တွေ့တယ်။အခုကဆို3နာရီတွေ့တော့24နာရီတွေ့မှာဒီ energy ဖြစ်ဖို့ရှိတယ်။နောက်ဆုံးဒီမှာဒီစီကဘာမြင်လဲဆိုတော့တချို့ကသူတို့တခုခုတော့လောက်ကင်ခြင်းတယ်။စီးပွားရေးဖြစ်စီအလုပ်ဖြစ်စီနော်စီးပွားရေးဆိုတာကိုယ်ပိုင်စီးပွားရေးဖြစ်စီသို့မဟုတ်အလုပ်တစ်ခုခုလောက်ခြင်းတာဖြစ်စီနော်ဒါပေမဲ့သူတို့အတွက်ဒီရလုပ်ခြင်းကစွန်စားရကြတယ်လို့သူတို့ခံစားရတယ် ။ဒါမဲ့အဟုအဆ3နာရီအတွင်းတော့မဟုတ်အဟုအဆ24နာရီအတွင်းမှာသူတို့ဒီစွန့်စားမှုခုလုပ်ဖြစ်သွားနိုင်မယ်။ရဲရဲဝုံဝုံနဲ့စွန့်စားမှုခုပြုလုပ်ဖြစ်သွားမယ်။သူတို့ရီမန်းချက်သူတို့အိမ်မက်စီရောက်ဖို့အတွက်။အဲ့ဒီ energy တွေလည်းမြင်ရတယ်။နော်။ဒီမှာနောက်ခုကတစ်စီပါမြင်ရလဲဆိုတော့အခုကဆ3နာရီအတွင်းတော့မဟုတ်24နာရီအတွင်းမှာ DC ရဲ့ subscriber တွေချစ်ချင်တဲ့ wish အနည်းဆုံးတစ်ခုအများဆုံးသုံးခုတော့ပြည့်ကိုပြည့်မြောက်လာလိမ့်မယ်အနည်းဆုံးတစ်ခုအများဆုံးသုံးခုတော့ပြည့်ကိုပြည့်မြောက်လာလိမ့်မယ်ပြည့်ကိုပြည့်မြောက်လာလိမ့်မယ်တချို့ဒီမှာ engine number 666 triple 9 engine number 69 engine number triple 3အဲ့ဒါတွေအများဆုံးတို့ရနေတယ်လို့လည်းသိစီခန့်စားရတယ်နော်အဲ့လိုမျိုး engine number တွေသူနေရတဲ့သူတွေတော့ဆို D reading ကပိုပြီးအောင် resonate ဖြစ်လိမ့်မယ် ဒီ engine number ကြီးမတွေ့ရတဲ့သူတွေဆိုလဲကိုယ်နဲ့ energy ကရင်ဆက်ပြီးနားထောင်သွားပါအဲ့တော့ wish this is subscriber ဖြစ်ချင်တော့ wish အနည်းဆုံးတစ်ခုအများဆုံးသုံးခု wish fulfill တေချာပေါက်ဖြစ်လိမ့်မယ် guarantee ပေးတဲ့တေချာပေါက်ဖြစ်လိမ့်မယ်တယောက်စီက message ဖုန်း call လိုချင်လားရလာလိမ့်မယ်နော် maybe အဲ့ဒီသူကကိုယ့်ကိုအတိတ်မှာနာကျင်မှုပေးခဲ့တာတွေရှိခဲ့တယ်ဒါပေမဲ့ဒီလူစီက message phone call ရနိုင်တယ်တယောက်ကကိုယ့်ကို block တားတယ် social media မှာ blog လုပ်ထားတယ်ဒါပေမဲ့ unblock လုပ်တာပြီးလိမ့်မယ်အခုကဆို3နာရီတွင်းသဖြင့်24နာရီတွင်းကိုအတွက်မမျောလင့်ပဲနဲ့ unexpected ဖြစ်သွားတယ်ငါငါဒီလိုဖြစ်မယ်လို့မျောတော့မမျောလင့်တော့သူစီက message ရလာပြီငါဒီလိုဖြစ်မယ်လို့မျောတော့မမျောလင့်တော့သူက blog ဖြစ်ပြီးသွားပြီအဲ့လိုအံအားတကြီးအံ့ဩသွားလိမ့်မယ်တချို့ interview တွေဖြေထားတယ် နေထိုင်အခုအစ3နာရီအတွင်းအခုအစ24နာရီအတွင်းမှာအင်တာဗျူးအောင်သွားပြီအလုပ်လုပ်လို့ရပြီဆိုတဲ့သတင်းတစ်ခုခုကြားရတာဗီဇာ approval ရသွားပြီဆိုပြီးတော့မမြောင်းနဲ့ထားတဲ့သတင်းတစ်ခုကြားလိုက်ရတာအဲ့လိုမျိုးကြီးရှိနိုင်တယ်တချို့ရေဆို exam ဖြေထားတယ်ဒါပေမဲ့ကိုကိုကိုအလောက်အမှတ်ကြီးရမယ်လို့မထင်တော့မှအမှအများနဲ့အောင်ရမယ်ဆိုတဲ့ပုံစံအဲ့ဒီလို energy ကြီးကိုသိစီတယ်မှာမြင်ရတယ်။နော် yes အဲ့ဒီ energy ကြီးနေလက်နောက်တစ်ခုကအခုကစ24နာရီအတွင်းတော့အခုကစ3နာရီအတွင်းမှာမမြော်လင့်ထားတော့ငွေကြေးအမြောက်အများ source တစ်ခုကနေရလာလိမ့်မယ်နော်ကိုကကွာစီးပွားရေးလုပ်နေတဲ့သူဖြစ်စေအလုပ်လုပ်နေတဲ့သူဖြစ်စေနောက်ဆုံးဘာလုံးမလုပ်တဲ့သူပဲဖြစ်နေပါစေတယောက်စီကမဟုတ်ဘူးရတာအမေစီကမဟုတ်ဘူးရတာ ဖေးစီရမဟုတ်ဘူးရတာအတော့စီရမဟုတ်ဘူးရတာအဖွားစီရမဟုတ်ဘူးရတာမမြော်လင့်ထားတဲ့နေရာတစ်ခုကနေပြီးတော့အမှတ်မထင်မဟုတ်ဘူးရလာတာမျိုးတွေတချို့ဆိုရင်သူတို့လုပ်နေတဲ့စီးပွားရေးမှာမျော်တော့မမြော်လင့်ထားဘူး client နေတက်လာတာမျိုးတွေ customer တွေများလာတာမျိုးတွေငွေအမြောက်အမြားဝင်နေရှိတယ်အဲ့လိုပြောရင်ပို့ပြီးတော့မှန်မယ်လို့ဒီစီတင်တယ်ငွေအမြောက်အမြားငွေအမြောက်အမြားဝင်ကင်းရှိတယ်နော်အဲ့တော့ကိုရတဲ့ငွေကလက်ပတ်မှုအားကောင်းအောင်လို့ ငွေဝင်ပြီဆိုရင်လည်းအလှူတန်းလုပ်ပေးအလှူတန်းလုပ်ပေးအဆောင်ငွေဝင်ငွေထွက်လက်ပတ်မှုကောင်းလာလိမ့်မယ်နော်အဲ့လိုပုံစံလေးတွေဒီစီဒီမှာမြင်နေတချို့ဒီမှာဒီဇိုင်နာနော်ဒီဇိုင်နာတွေရှိရလို့ခံစားရတယ်ကိုစီတို့တယောက်ကအာအင်ဂျီတွေမမျောလင့်ပဲနဲ့အင်ဂျီအထည်အများကြီးလာအပ်တာမျိုးနော်ကိုရဲ့ချုပ်ထားတဲ့အင်ဂျီတစ်ခုက viral ဖြစ်သွားတာမျိုး social media မှာအဲ့လိုပုံစံတွေထင်မြင်ရတယ် မမတယောက်ကဒီမှာ crochet လေ crochet ချီထိုးတာအဲ့ဒီလုပ်ငန်းလုပ်တယ်ဆိုရင်လည်းလေကိုစီမှာ order တွေအများကြီးရလာလိမ့်မယ်တငယ်ချင်းတွေတငယ်ချင်းတွေကသဆင့်ညွန်ပေးတဲ့သူတွေကိုစီကိုရောက်လာလိမ့်မယ်နော်ငွေအမြောက်အမြောက်ဝင်လာခြင်းရှိတယ်။တချို့ဆိုဒီမှာလေခြီထိုးတဲ့အိတ်လေးအိတ်လေးတွေလောက်တဲ့သူတွေရှယ်ကိုယ့်ရဲ့အိတ်တွေကအနည်းဆုံးလေဆယ်လုံးအထက်ဖြစ်စီရောင်းရနိုင်ရောင်းရနိုင်တဲ့အသေးချာပေါက်။နော်တေချာပေါက်ကိုရောင်းရနိုင်တယ်။ ငွေအမြောက်များဝင်ငင်းရှိတယ်ငွေအမြောက်များဝင်ငင်းရှိတယ်နော်ဒါဒီတေချာပါပဲဒါမဲအဲ့ဒီမှာဂရုစိုက်ရမှာလေးရှိတယ်ကိုအောင်မြင်ကိုကဘယ် creative feel မှာပဲရှိနေပါစေကိုအောင်မြင်အောင်မြင်တော့နောက်ွယ်မှာကိုမလိုတဲ့သူတွေလည်းရှိတတ်တဲ့အတွက်ဒါကိုတော့ဂရုစိုက်ပေးရမယ် เนาะကိုယ်မှာ new creative idea တခုခုရှိရဆိုလဲကိုကကိုယ့်ရဲ့ creative idea တွေကိုအကောင့်ထဲပေါ်ဖြစ်လိမ့်မယ်အောင်မြင်မှုတွေကကိုယ့်နောက်ကိုလိုက်လာလိမ့်မယ်အဲ့လိုမျိုး energy တွေထိကိုတွေ့ရတယ်ပေါ့နော်ဆိုတော့ this you ထပ်ပြီးတော့ကြည့်ရအောင်ဘာတွေများ this you ပေါ်ရတယ်မှာ this you attract လုပ်နိုင်မလဲဘာတွေများဖြစ်နိုင်ချေရှိသေးတယ်လဲကြည့်ရအောင်နော်အဲ့တော့ဒီမှာ this you ကနော်အဲ room တွေကို this you တစ်ချက်ကြည့်ရအောင် ဘရိုနီကိုကြည်လိုက်တဲ့အခါမှာတမာတီစီရိုက9 house ကိုကြာထားတယ်ပေါ့နော် house number 9ကိုကြာထားတယ်နောက်တစ်ခုကဒီမှာကြာထားတဲ့ room လေးက ansus နော် ansus ဖြစ်တယ်ကြာထားတာက9 house ဖြစ်တယ်ဆိုတော့ဒီစီရဒီမှာဘယ်လိုခံစားရလဲဆိုတော့ကိုယ့်ရဲ့ intuition ကနေပြီးတော့နော်တခခုခု ကြားမြင်ရသလိုဖြစ်တာတွေရှိနိုင်တယ်။ဥပမာပြောမယ်ဆိုရင်လာမယ့် future မှာဖြစ်တဲ့အရာတစ်ခုခုကိုဖြစ်လာမယ့်အရာတစ်ခုခုကိုနော်အကြားမြင်ရသွားသလိုတွေရှိနိုင်တယ်။နော်တစ်ခုခု vision တစ်ခုခုနည်း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 ပေါ့နော်တစ်ခုခုကိုသိမြင်လာလိမ့်မယ်။အနာဂတ်မှာဖြစ်လာမယ့်အရာတစ်ခုခု ။နောက်တော့ဒီမှာ9 chores မှာ answers ကြတဲ့အတွက်ကြောင့်ဒါဘာကိုလဲရင်ညွန်သေးလဲဆိုတော့အမှန်တရားတစ်ခုကိုအရှိကိုရောက်လာလိမ့်မယ်။နော်။ကိုဒီခုချိန်မှာအမှန်တရားတစ်ခုကိုရှာဖွေနေရဆိုရင်အမှန်တရားတစ်ခုကကိုအရှိကိုတေချာပေါက်ရောက်ချလာလိမ့်မယ်။နော်။အဲ့ဒါမျိုးဒီမှာမြင်တယ် maybe ဒီအမှန်တရားတွေကိုယ့်ရဲ့ intuition ကအလိုလိုရလာတာမျိုးတည်လာတာမျိုးလည်းဖြစ်နိုင်တယ်။သို့မဟုတ်ကိုယ့်ရဲ့အရှိမဆိုရှယ်မီဒီယာကနေတဆင့်တည်လာမဲ့အမှန်တရားလည်းဖြစ်နိုင်တယ်။နော် အဲ့လိုမျိုးလေးတွေသိခံစားရတယ်။နောက်ကွာဒီမှာ anxious ဖြစ်တဲ့အတွက်ကြောင့်အစုံကြောက်စီကအဆက်အသွယ်ရနိုင်တယ်။နော်အစုံကြောက်စီကအဆက်အသွယ်ရနိုင်တယ်။ဒီထဲမှာဒီစီဒီ reading ကိုနားထောင်နေတဲ့သူတွေထဲမှာ vlog ရိုက်တာတို့ vlogger တို့နော်အာနောက်ကူကကြတော့ဒီ influencer တို့အဲ့လိုမျိုး social media feed တခုမှာ နာမည်ကြီးနေတဲ့လူကြောက်ရွှေဆိုရင်လေကိုကကိုယ့်ရဲ့ social media နဲ့ပဲကိုဒီချက်ပို့ပြီးတော့ချက်ထွင်းဖြစ်လိမ့်မယ်ဥပမာကိုက Facebook မှာပဲအာကိုယ့်ရဲ့ဒီအပိုင်းတွေကိုပြသတဲ့သူဆိုရင်ပေါ့နော်ကိုက YouTube TikTok Telegram စသဖြင့် Instagram အဲ့လိုမျိုးနယ်ချက်ဖြစ်လာမယ်ကိုယ့်ရဲ့ဒီအပိုင်းကိုလူသိများလာအောင်နယ်ပယ်ချက်ဖြစ်လာလိမ့်မယ်အဲ့လိုပုံစံမျိုးနောက်တစ်ခုကဒီမှာ9 Chaos က Anzus ပဲကြားရတဲ့အတွက်ကြောင့် မိမိကိုယ့်ရဲ့ social media တခုခုကိုလူသိများလာတာခုလဲရှင်ရလဲ fame name success ကြောကြောင်းအောင်မြင်မှုတွေကိုလဲဒီမှာပြသတယ်နောက်တစ်ခုက night house ဒီအာပညာရေးပိုင်းနဲ့လည်းတသက်ဆိုင်တဲ့အတွက်ကြောင့်အာကိုကပေါ့နော် scholar လျှောက်ထားရဲဆိုရင် email တခုခုကနေပြီးတော့ကိုဒီ scholar လျှောက်ထားရဲဆိုတာကိုအတိအမှတ်ပြုတဲ့စာသားတခုခုဖြစ်စေ approval တခုခုဖြစ်စေရှာလာတာမျိုးတွေအောင်မြင်တာမျိုးတွေရှိနိုင်တယ်အဲဒါပေမဲ့ကိုအမှတ်စင်ကကိုကဒီ email မှာကြည့်ရတာမျိုးသူမို့ဒီဖုန်းနဲ့ကွန်ပျူတာတို့ဒါတွေအသုံးပြုပြီးကိုယ်အမှတ်စင်ကိုကြည့်ရတာရှိရဆိုတဲ့ကိုယ်အမှတ်စင်ကလုံးဝ hide ဖြစ်နေတာကိုတွေ့ရလိမ့်မယ်အမှတ်များများနဲ့အောင်မယ်ဆိုတဲ့ energy တွေကိုဒီမှာလာပြီးတော့လည်းတွေ့ရတယ်ပေါ့နော်နောက်က9 house ဖြစ်တဲ့ကြောင့်ဒါဒီ travel ကိုလည်းရင်းညွှန်းနေပေါ့နော်အဲ့တော့ကိုခီးထွက်တဲ့မထွက်တဲ့ဒါရှင်းရှင်းလင်းလင်းလေးသိလာမယ်အခုနတစီပြောခဲ့တဲ့ energy လိုမျိုးပေါ့နော်ရှင်းရှင်းလင်းလင်းလေးကိုသိမြင်လာလိမ့်မယ်နော်နောက်တစ်ခုကတချို့ဒီ ဒီအခုအစား3နာရီအတွင်းသမုံ24နာရီအတွင်းမှာအစ်ပြော်သွားတဲ့အခါမှာအိမ်မက်တခုခုမှတ်နိုင်တယ်အဲ့အိမ်မက်ထဲကနေပြီးတော့ universe ဘက်ကကိုကို science တခုခုပြနိုင်တယ်အဲ့ဒီ science တွေကိုတတိမမှုပဲနဲ့မနေပါနဲ့နော် science တခုခုကိုကိုဒီတည်ကြပေါက်ရလာနိုင်တယ်နော် yes အဲ့ energy လေးမြင်တယ် so စက်ပြည်ဒီစီယိုကြည့်မယ်ဆိုရင် အဲဒီစီရဆက်ပြီးရောကြည့်မယ်ဆိုဒီမှာပါလဲဆို second house ပေါ့နော် second house ကိုဒီစီရကဒီမှာ room အဖြစ်ဆိုရင်အဲ tourist ချထားတယ်အဲ့တော့ အာဘလို့ခံစားရလဲဆိုတော့ကိုကျမ်းမာရေးနည်းနည်းလေးကယူဆိုင်တဲ့နဲ့အခုက34နာရီအတွင်းတော့အခုက3နာရီအတွင်းမှာပေါ့နော်အနေထိုင်အန်နာနေထိုင်ခေါင်းမူလာတာခေါင်းကြိုက်လာတာဖိုင်းနာတာဒါမျိုးတွေဖြစ်နိုင်တယ်ဆိုတော့မထင်မပဲနဲ့အဲ့လိုဖြစ်သွားတာရှိနိုင်တဲ့အတွက်ကြောင့်ပေါ့နော်ကျမ်းမာရေးနည်းနည်းလေးကယူဆိုင်တဲ့နဲ့အခုက33နာရီအတွင်းတော့34နာရီအတွင်းနောက်တစ်ခုကဒီမှာဗာမြင်လဲဆိုတော့ ဒီငွေစည်းပိုင်းနဲ့ပတ်သက်ပြီးတော့ဂရုစိုက်တယ်နဲ့ဥပမာကိုကကွာဆိုရှယ်မီဒီယာမှာရှိရသူဆိုရင်ဟိုတယောက်ကကိုငွေလင်လင်ရာမျိုးတွေငွေလင်ခံရတာမျိုးတွေနော်ဘိုင်းပေါ်ကနေအဆင့်သို့မဟုတ်အပြင်မှာပဲဖြစ်စေငွေလင်ခံရတာမျိုးတွေရှိတတ်တယ်နော် ပြီးတော့ဒီမှာနောက်ခုက tourists ဖြစ်တဲ့အတွက်ကြောင့်ဒါဒီကိုယ်တိုက်ခိုက်ခြင်းတဲ့သူတွေရှိတာကိုလည်းရှင်းညွှန်းနေပေါ့နော်ကိုယ်တိုက်ခိုက်ခြင်းတဲ့သူတယောက်ယောက်ရှိတတ်တယ်ငွေကြေးရေးပိုင်းနဲ့ပတ်သက်ပြီးတော့ကိုယ့်ရဲ့ပိုင်ဆိုင်မှုပိုင်းနဲ့ပတ်သက်ပြီးတော့မလိုနေတဲ့သူကိုယ်တိုက်ခိုက်ခြင်းတဲ့သူရှိတတ်တဲ့အတွက်ကြောင့်နည်းနည်း protection ယူပြီးတော့နေဖို့လိုမယ်ဒီကာလအတွင်းမှာနော် ကိုယ့်ရဲ့စိတ်ထဲမှာငါ့ကို black magic တရားဥပဒေလုပ်ထားတယ်လို့ခံစားရတယ်ဆိုရင်လည်းဒါမှန်တယ်လို့ပြောလို့ရတယ်တရားဥပဒေအဲ့ဒီလိုစိတ်ကိုယ့်ပေါ်မှာမလိုတဲ့စိတ်ရှိနေတယ်ဆိုတော့အခုဒီဘူဝါစာ၃နာရီအတွင်းမှာကိုယ့်ကျမ်းမာရေးချိခိုက်တာဒါမျိုးကြောင့်လည်းဖြစ်နိုင်တယ်တရားဥပဒေကိုယ်ပိုင်ဆိုင်ထားတဲ့ပိုင်ဆိုင်ခုခုကိုလိုချင်လို့ကိုယ့်ပေါ်မှာအဲ့လိုမကောင်းကြံတာခုခုရှိလာလို့ကိုယ့်ကျမ်းမာရေးကနေထိုင်မကောင်းဖြစ်သွားတာမျိုးအဲ့လိုမျိုးရရှိတဲ့တဲ့ပြီးတော့နောက်ကတစီကတော့ပြောလို့ငွေကြီးချေးရေးကိုဦးကစား3နာရီအတွင်း24နာရီအတွင်း ြုတ်တင်နေရရောက်ဖို့လာပြီးငွေလင်နေတာမျိုးတွေငွေလင်ခံရတာမျိုးတွေရှိတတ်တယ်เนาะအဲ့ဒါလေးနည်းနည်းကယူဆိုင်ပေးရမယ်အဲ့တော့ဒီစီရဆက်ကြည့်မယ်ဆိုရင်เนาะဒီမှာက third house เนาะ house number 3 house number 3ကိုကြာထားတယ်ဆိုတော့လေတေချာပေါ့ပေါ့နော်ခီးရရှိသွားတာမျိုးမဟုတ်ရင်တော့မရက်တူပေါ့နော်ခီးကလေးတော့ထွားရနိုင်တယ်တေချာပေါ့ နော်တေချာပေါက်ခရီးရရှိသွားတာမျိုးမဟုတ်ရင်တော့မှာအရက်တူခရီးလေးတစ်ခုခုတော့တေချာပေါက်ထွက်ရနိုင်တယ်။ဒါတော့ဒီစီတေချာပေါက်ဟို guarantee ပေးပြီးတော့ပြောနိုင်တယ်။နော်ရက်တူခီမဟုတ်ရင်တော့မှာပေါ့နော်ရက်တူခီမဟုတ်ရင်တော့မှာရက်ရှည်ပေါ့နော်ရက်ရှည်ခီးတစ်ခုခုတော့တေချာပေါက်သွားနိုင်တယ် ။နောက်ဆိုအဲ social media တွေတရင်ကောင်းခုခုကြားနိုင်တယ်။ဥပမာတယောက်ကကိုယ်ကိုလေးဆက်သွယ်လာတာနော်။အဲ့လိုမျိုးပါဆိုဒီမှာကဆိုဘူးလို့ဖြစ်တဲ့အတွက်ကြောင့်နော်ရိုနာဖြစ်ဆိုလို့ဆိုလို့စီတနည်းပြမယ်ဆိုရင်တဲရိုမှာဆိုရင်ဒါကိုသိစရာ the sun get ရဲ့ energy ကိုပြတယ်ပေါ့။နော် the sun get ရဲ့ energy ကိုပြကြအောင် social media ကနေပြီး clarity တခုခုရလာတာမျိုးဖြစ်စီအာတယောက်ကကိုယ်ဆက်သွယ်လာလို့ကိုကပျော်ရွှင်ရတာမျိုး phone message နော် phone call message တခုခုရလို့ပျော်ရွှင်ရတာမျိုးအဲ့လိုမျိုးရှိနိုင်တယ်။ နောက်တစ်ခုကဒါ third house ကပေါ့နော်ဒီလို mind ကိုလည်းပြသကြအောင်ကိုကတစ်ခုခု clarity ရလာလားမျိုးကိုအသွေးများနေရဲ့ကိစ္စကုန်းနဲ့ပတ်သက်ပြီး clarity ရလာရရှိနိုင်တယ်နောက်ကဒီမှာဒီစီတွေ့နေရတာဆိုရှယ်မီဒီယာနေကြောက်ကကိုဆက်သွယ်လာမယ် message ပို့လာမယ် phone call လာမယ်เนาะအဲသူပို့လာတဲ့စာသူပို့လာတဲ့အရာတွေကြောင့်ကိုကအရင်ပျော်ရွှင်ရမယ်ဆိုတဲ့ energy เนาะအဲအဲ့ဒါမျိုးဒီမှာမြင်နေရတယ်အဲ့ဒါမျိုးဒီမှာဒီစီက음 energy ခံစားမိတယ် เนาะအဲ့ဒီ energy ကိုအဓိကအဖြစ်မြင်ရတယ် Yes အဲ့တော့ short trip ပေါ့เนาะဒီခရီးရက်တို့ခရီးလေးတခုတော့သွားဖြစ်လိမ့်မယ်တော်များများနော်နောက်တော့ဒီမှာဒီစိုးတက်ကြည့်မယ်ဆိုမှပြောရဲ three three sets zone ကလေဒါ terror မှာဆိုတက်တက် for energy ကိုပြတယ်မလိုတဲ့သူရှိတယ်ဆိုတော့ပြတယ်နော်ကိုယ့်ပုံမှာမလိုနေတဲ့သူမနာလိုတဲ့သူရှိတယ်ကိုယ်အောင်မြင်မှုကိုယ်ပိုင်ဆိုင်မှုကိုယ်ကြော်ကြောင်းမှုမလိုတဲ့သူရှိရကြောင်းဒါသတိတော်ထားရလိမ့်မယ် နော်ဒါသတိတော့ထားမယ်ထဲမှာပါနေပြီနော်ဆိုတော့ဒါသတိထားမယ်ချာချာမှာပါတယ်နောက်တစ်ခုကခုနကဒီ answer ဆိုတာကတော့အဲရောမှာဆို magician ကိုပြတယ် magician က9 house မှာသွားပြီးတော့ကြရတဲ့အတွက်ကိုနည်းပြောရရင်ကိုသွေးလိုက်တဲ့အသွေးမှန်တယ်မြတ်ဥမာကိုကဒီထက်ပိုပြီးတော့တိုးတက်ခြင်းလို့အောင်မြင်ခြင်းလို့ပြုလုပ်မဲ့အရာမှန်တယ်မြတ်မှာအောင်မြင်မှုတော့တရားပေါက်ရှိမယ်နောက်တစ်ခုက magician က9 house မှာကြာကြောင်ကိုကခီးထွက်ခြင်းရရှိခီးထွက်ဖြစ်မယ်နော်အဲ့ဒါမျိုးလေဒီမှာရင်ညွှန်းတယ် ဆိုတော့ yes this is နည်းနည်းလေးဆက်ပြီးတော့ကြည့်ကြံသေးတယ်နည်းနည်း clarify ခြင်းသေးတယ်ပေါ့နော်နောက်ဘာတွေများကြုံရနိုင်လေပေါ့နော်အဲ့တော့ဒီမှာ clarifying နေနဲ့ကြည့်လိုက်တာကအားလုံးမြင်တဲ့အတိုင်းပဲမပါထွက်လာလဲဆိုတော့ house number 4เนาะ house number 4ထွက်လာတဲ့အတွက်ကြောင့် maybe ကိုအိမ်မက်မက်တဲ့အခါကျရင်ဒီတည်ဆုံးသူတယောက်ယောက်ကိုအိမ်မက်မက်နိုင်တယ်เนาะကိုမိသားစုတွေက ကိုယ့်ရဲ့ဟိုပြောမယ်ဆိုရင်မောင်နှမတွေပေါ့နော်အရင်ဖြစ်စေမောင်နှမဝင်းဝဲဖြစ်စေကြောက်ကိုအိမ်မက်မတာရှိနိုင်တယ်အဲ့ဒီအိမ်မက်တွေ ignore မလုပ်နဲ့တခခုအဲ့ဒီအိမ်မက်တွေကကိုယ့်ကို message ပေးခြင်းတွေရရှိတတ်တယ်နောက်တော့တည်ဆုံးသူတရားရောက်ကိုကိုယ့်အိမ်မက်မနိုင်တယ်အဲ့ကြောင့်အဲ့ဒီအိမ်မက်တွေမက်ပြီဆို ignore မလုပ်နဲ့အဲ့ဒီအိမ်မက်ကဘာကိုယ့်ကို message ပေးခြင်းလာလဲဆိုတာကိုသိအောင်လုပ်ပါနော်အဲ့ဒါတွေရှိနိုင်တယ်တေချာပေါ့ပြောဒီမှာအမေဆိုတဲ့အနေကြီးကကို့အမေကိုအိမ်မက်မှတ်ကြရပါလေရှိနိုင်တယ်ဆိုတော့ဒီအိမ်မက်တွေနဲ့ပတ်သက်ပြီးတော့လုံးဝလုံးဝလုံးဝ ignore မလုပ်တင်ပါဘူးเนาะဒါဒီဟိုကစ3နာရီတွင်တော့မဟုတ်ဘူးကစ24နာရီတွင်ဖြစ်နိုင်ကြီးရှိတယ်เนาะဆိုတော့အဲ့လိုအိမ်မက်တီမက်ပီဆိုရင်เนาะလုံးဝလုံးဝလုံးဝ ignore မလုပ်တင်ဘူးနောက်တစ်ခါဒီမှာကပ်ဘိုပေါ့เนาะကပ်ဘိုရုန်းအဖြစ်ကပ်ဘိုကြထားတဲ့အတွက်ကြောင့်သူက house number 4မှာလည်းရှိနေတဲ့အတွက်ကြောင့်ကို အဲ့လိုခံစားရတဲ့သူဥပမာဒါ twin flame connection လည်းဖြစ်နိုင်တယ်အဲ့ဒီသူကကိုယ်နင်းထိုင် commitment ပေးလာတာမျိုးတွေအဲ့ဒီသူကကိုယ် message တွေဖုန်းတွေခေါ်လာတာမျိုးတွေစသဖြင့်အဲ့လိုမျိုးတွေရှိနိုင်တယ်မသူကအချစ်စနဲ့တွေ့ရတာမျိုးတွေရှိနိုင်တယ်နော်ဒါအဲ့ဒါမျိုးတွေတစ်ချက်မြင်တယ်ထားဆိုတာဒီတာတက်ကဘူဖြစ်နေတဲ့အကြောင်းဒီစီရောအဲ့လို energy ခံစားရတယ် ။ပြီးတော့လေဒီစီနီမှာမိသားစုတွေရာဖြစ်စေအမေရှိရာဖြစ်စေသို့မဟုတ်ကိုချွေးရတဲ့တယောက်ယောက်စီကဖြစ်စေလက်ဆောင်တစ်ခုရနိုင်တယ်။နော်။နောက်တော့တယောက်ယောက်ကကိုကိုလေလာငါနဲ့မင်းနဲ့အတူတူဆက်သူစည်းပွားလုပ်ရအောင်ဆိုပြီးတော့ကန်းလန်းလာတာခံရတတ်တယ်။နော်။ကိုကတယောက်စီအကူအညီလိုအပ်နေရဆိုလဲအကူအညီရလာလိမ့်မယ်။သူမဟုတ်တယောက်ကကိုစီကအကူအညီတောင်းလာတာမျိုးလည်းရှိနိုင်တာပဲကိုမိသားစုဝင်တဲ့ကတယောက်ကကိုစီကနေပြီးတော့အကူအညီတောင်းလာတာမျိုး သူမကိုချရတဲ့လူကြောက်ကကိုစီကနေအကူညီတောင်းလာတာမျိုးအဲ့ဒါမျိုးလေးတွေစီကတော့မြင်ရတယ်နော်ဆိုတော့ yes ဒီနေ့ breathing ကတော့ဒီလောက်ပါပဲဒီစီကို resonate ဖြစ်မှဖြစ်တော့လာကြောပြောကိုမိပါနဲ့နော်ဆိုတော့ဒီ breathing လေးကိုအခုလိုမျိုးအဆုံးထိနားထောင်ပေးရတဲ့အတွက်ဒီစီကဒီစီရဲ့ subscriber အားလုံးကိုအများကြီးကျေးဇူးတင်ပါတယ်ရှင်အားလုံးပဲကောင်းတော်နေလေးဖြစ်ပါစေ lots of love from desi bye bye